တေးတိုင်းအင်းပဲမှာလဲဒါစိတ်ချရညာမှာလားအဲ့အဖွားကြီးကငါ့ကိုအရင်ပွားနေလို့ငါကောင်းရေးငါအရင်စိတ်ညစ်နေတော့ပါဒါစပြဿနာစိတ်ညစ်ဆရာကြီးပျောက်ပြီးစိတ်ထွက်ပေါက်နေလေရသွားရင်ရပြီရအမေးသွားနိုင်မှာရပြီဟုတ်တယ်လောက်တောင်းလို့မပါလေစိတ်ဆွဲသွားလဲဘာမှမဖြစ်ဘူးရာအဲ့မိသားစုစိတ်ညစ်ဆရာလဲဆာလို့ရှင်စိတ်ဆွဲသွားတာဘူကောင်းမယ်အမလည်းဒီကဘွားတော်ကြီးကငါ့ကိုအမြဲတမ်းနှုတ်ဆက်လုပ်နေတာမှတ်သွားမှာအေးအခုလည်းတော့ရအောင်ဆောင်းနေမှာစိတ်ကိုချပြအောင်ချမှာ ေဟိုအခုလိုမျိုးအိမ်မသားစုပြဿနာတွေရှိလို့စိတ်ညစ်နေပြီးတော့စိတ်ထွက်ပေါက်နေတဲ့မူရစ်သုံးဖို့တွေးနေတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့မူရစ်မသုံးနဲ့အဲ့လိုမိသားစုပြဿနာကြုံနေတဲ့သူတွေမိသားစုကိုဘယ်လိုအနိုင်ယူရမလဲဆိုတဲ့အနေအထားကိုကျွန်တော်အနေနဲ့ share လုပ်ပေးမယ်။ကျွန်တော်ကိုယ်တိုင်လည်းအဆင်မပြေတဲ့မိသားစုကမွေးဖွားလာတာဆိုတော့မိသားစုပြဿနာကိုကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရဖို့လေ။ဒါကျွန်တော်မိသားစုကိုတရားတတ်မှန်နေတဲ့အနိုင်ယူရနည်းကိုကျွန်တော်ကိုယ်တိုင်ရှာတွေ့ခဲ့ပြီ။ဒီတော့ကျွန်တော်လည်းပဲမိသားစု ပြဿနာတွေကြုံရတဲ့သူမိသားစုရဲ့နားလည်ပေးမှုမခံရတဲ့ပြဿနာတွေကြုံရတဲ့သူတွေအနေနဲ့မိသားစုကိုဘယ်လိုနိုင်ရမလဲဆိုတဲ့နည်းလမ်းကိုကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော် share လုပ်ပေးမယ်။ကဲဒါဆိုဗီဒီယိုလေးဆက်လိုက်ကြရအောင်။ကျွန်တော်အသက်16နှစ်အချိန်ထိမိသားစုနဲ့ကောင်းကောင်းမှမတူတူနေခဲ့ရဘူး။အတူတူနေခဲ့ရတော့မိသားစုတွေကကျွန်တော်ရဲ့စိတ်ကံစားချက်ကျွန်တော်ရဲ့ခံယူချက်တွေကိုတော်တော်များများနားမလည်ကြဘူး။ကျွန်တော်ရဲ့အသက်16နှစ်ဆယ်တန်းအောင်တဲ့အချိန်ကျွန်တော်အိမ်ကိုပုံအောင်ဆုံးပြန်သွားရတယ်။အရွယ်ရောက်နေတဲ့အချိန်ကလည်းတစ်ခုမှအိမ်ကိုရောက်တဲ့အချိန်မထင်မှတ်ထားတဲ့ တင်းစိုးတစ်ခုကြားလိုက်ရတယ်ကျွန်တော်အိမ်မရောက်ပြီးတပတ်နှစ်ပတ်လောက်ကြာတဲ့အချိန်မှာအမေအားအိမ်မှာရောက်နေတဲ့သူနဲ့အိမ်တော်ကြီးဖောက်ပြန်နေတယ်ဆိုတဲ့တဲ့င်းကိုပတ်ဝန်းကျင်နဲ့ကြားခဲ့ရတယ်စသချင်းတော့ငါကောင်ကမထင်ထားဘူးအမေကဒီလိုမိမမျိုးမဟုတ်ဘူးဘာလို့လဲဆိုရင်ကျွန်တော်မှာအဖေနဲ့ရှိနေသေးတာကိုပြီးတော့သူ့ရဲ့သားကလည်းအရွယ်ရောက်နေပြီးအမေဟာဒီလိုမိမမျိုးမဖြစ်နိုင်ဘူးလို့ကျွန်တော်ကအမေဘက်ကနေရက်တိပြီးကောက်ွယ်ပေးခဲ့ပေမဲ့ဒီနေ့အမေရဲ့လိုရဲ့ကြောင့်ကျွန်တော်ကလည်းအမေကိုတန်တရားဝန်သွားခဲ့တယ်ဒီနေ့ကျွန်တော်တို့မိသားစုတွေအများကြီးထမင်းလက်ဆောင်စားနေတဲ့ချိန်စောင့်နေနေတဲ့ ဟင်းကမလောက်တော့လိုသွားတဲ့ခါကျွန်တော်အမေကိုပြောလိုက်တယ်အမေကအရင်ဆုံးစားပြီးသွားတာကိုအမေရေဟင်းရှိသေးလို့ရှင်လာပြီးတော့ခက်ထည့်ပေးပါဦးဒီမှာကျွန်တော်တို့စားလက်စားတန်းလန်းနဲ့ထမင်းမပြီးသေးဘူးဟင်းကုန်သွားလို့လာထည့်ပေးပါအောင်လို့ပြောတော့အမေဘက်ကနေပြီးဘာပြန်ပြောလိုက်လဲဆိုတော့ဟင်းမရှိလို့ရှင်ကျန်တဲ့ဟင်းနဲ့စားဒီမှာခြံထားတဲ့ဟင်းကအိမ်မှာလာနေတဲ့သူတွေဆိုတော့ကျွန်တော်ရဲ့လူငယ်တယောက်ရဲ့စိတ်ထဲမှာတော့သာထွက်သွားတယ်ဘာလို့လဲဆိုတော့ဝန်ကျင်ကပြောထားတဲ့စကားတွေကအမေနဲ့အဲ့ဒီလူဖောက်ပြန်နေတယ်ဆိုတဲ့တဲ့ရင်ကြတော့ကျွန်တော်စိတ်ချင်းလည်းငယ်စိတ်ဆိုးသွားတယ်ကတော့ဘယ်လိုပုံစံလုပ်လိုက်ကြလဲ ီမှာလက်ဆောင်စားနေတဲ့သူတွေအားလုံးကခမရဲ့ယောက်ျားလည်းဖြစ်တယ်လို့ခမရဲ့သားသမီးတွေလည်းဖြစ်တယ်။ဟိုသဇင်းကဟိုသဇင်းတယောက်ဆိုတာသူ့ပုံရင်စားမပုံရင်မစားနဲ့ဗာယေရှုပြမလည်းမရှိဘူးသူ့သူအိမ်မှာလာနေတာလေဟုတ်တယ်မလား။ငါတို့ပုံမှာသူစားပေါ်ငါတို့မပုံရင်သူမစားနဲ့ငါတို့မိသားစုတွေဘာမှအရေးမကြီးဘူး။ဒါပေမဲ့မိသားစုတွေဘာလို့ဦးစားပေးတာလဲ။ခမရတို့အဲ့ဒီလူကအဲ့တော့အရေးကြီးတာလားဆိုပြီးတို့ချက်ချင်းလည်းဒေါသထွက်သွားတယ်။အဲဆိုကျွန်တော်လည်းစားလက်စားထမင်းဟင်းမထက်မထည့်မစားတော့ဘူးကွာဆိုတော့လူငယ်စိတ်ကြောင့်ကျွန်တော်ချက်ချင်းလည်းငင်းကျွန်တော်စားလက်စားထမင်းစရောမျိုးအင်းရှိဖို့ညှို့ထုတ်ပလိုက်တယ်။အဲ့လိုတော့ချက်နာတဲ့မှာဟင်းနေအားလုံးကိုလည်းကျွန်တော်အင်းရှိမှပဲတုံးပလိုက်တယ်။ ဲ့လိုဘဝမှာစိတ်ဆိုးစိတ်တူတာကိုကျွန်တော်ရဲ့အမေကတကြိမ်မှမမြင်ခဲ့ဘူးတော့သူလည်းအံ့ဩသွားတယ်ဘယ်လိုပုံစံချိုးမျိုးချိုးလိုက်တာလဲကျွန်တော်လည်းပုံစံကိုမမြင်ဘူးလားပေါ့ကျွန်တော်ကလည်းစိတ်တူနေရရှိခင်ဗျားတို့ကမိသားစုထက်အဲ့တဲ့စိမ်းကအလောက်တောင်ရေးကြီးနေတာလားကျွန်တော်လည်းမြင်လိုက်တယ်မိသားစုတွေဆုံဆုံနေတယ်ခင်ဗျစားနေတဲ့အချိန်မှာမိသားစုတောင်မိသားစုကမလာမငါကြည့်ပြီးဒစိမ်းတယောက်တော့ဘူချာချာချာထားတယ်ဆိုတာအဲ့လိုမစားပြလို့ရှင်တရှင်ကဘာလို့မှလဲခုလည်းပြလို့အဲ့နေတာလေအဲ့တဲ့စိမ်းကအလောက်တောင်ကြီးနေလား ပဝန်းကျင်ကပြောတယ်လို့မျိုးခမားကအဲ့ဒီလိုနဲ့ဖောက်ပြန်နေတာလားလို့ကျွန်တော်မေးကိုမေးလိုက်တယ်အဲ့ချိန်မှာအမေကလည်းကောသားတကြီးနဲ့မင်းကငေါ့တော့မှအဲ့လောက်ကြီးစော်ကားချင်နေတယ်မင်းအလုပ်ဆံမစားရသေးဘူးမင်းကအိမ်မနေတာဟောကောင်းမယ်ဆိုပြီးကျွန်တော်ကိုနင်ချလိုက်တယ်အဲ့တော့ကျွန်တော်ကလည်းငယ်လေးကအိမ်မမနေခဲ့ရဘူးဆိုတော့ကျွန်တော်ရဲ့ဦးလေးစီကိုကျွန်တော်ပြန်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်စိတ်ထဲမှာအရန်တော်တာထွက်နေပြီငါရဲ့အမေဟာတကယ်ကိုငါတို့မိသားစုထက်တခြားတယောက်ကိုပိုရှိပြီးတခြားတယောက်နဲ့ဖောက်ပြန်နေတာဟာတကယ်ဖြစ်နိုင်လဲဆိုတော့ညနေမှာလက်ခံသွားတယ်ငါဘယ်လိုလုပ်ရမလဲ အမိဟာငါတို့ကတော့မငဲကွက်ဘလို့ရလိုက်တာကွာဆိုငဲရွယ်နေစိတ်တရားတွေအများကြီးရခဲ့တယ်။ဒါပေမဲ့ငါအမိဟာငါမိပဲဆိုငါစူးစမ်းပြီးလက်ခံသေးတယ်။ငါဘလို့မှလက်ခံလို့မရ။ခဏအိမ်ပြန်လာတဲ့အိမ်ပြန်လာတဲ့ချိန်နေဆိုလို့ရှိရင်ကျွန်တော်ကတော့ကျွန်တော်ဘလို့ပဲနေနေပြန်လာသေးဖြစ်စီပြန်လာသေးဖြစ်စီတို့စိတ်ဝင်စားအောင်မှတို့ကတစိမ်းတယောက်နဲ့ပြောလို့ပါလို့စကားတွေပြောလို့အိမ်ပေါ်ထပ်မှာကုန်ကုန်နေလဲဆိုတော့မှအောက်ထပ်မှာတို့ကပြောနေနိုင်ကလေးကဒီမိသားစုကငါ့အတွက်အရင်မပါဘူး။မိုက်ခံစားချက်ကိုအောင်းနားမလဲဘူးဆိုတော့ကျွန်တော်လက်ခံသွားတယ်။ဒီဒီကဘာကြီးမှငါ့ကိုချစ်တဲ့သူများမရှိတော့ဘူးလားလို့ကိုကိုစိတ်တဲ့ဒေချာစိတ်စိတ်တွေစင်းရလာတယ်။ အဲ့တော့ကျွန်တော်ကြတော့အဲ့ဒါကတိုင်ငယ်စားတခုဖြစ်လာတယ်သူတို့ကလုံရလို့ရှိရင်ငါဘာလို့လုံမလုံရရမှာလဲပိုဆိုးတာကဘယ်တသမီးမှမိဘဖောက်ပြန်တာကိုမကြိုက်ဘူးမိဘနောက်အိမ်တော်ပြူတော့ကိုလက်မခံနိုင်ကြဘူးသူတို့ကသူတို့ရွေးချယ်သွားတာပဲဘာလို့လက်မခံနိုင်လဲကိုယ့်ရဲ့ဒေသတယောက်ဖြစ်တဲ့မိဘတယောက်ကကိုယ့်ကိုချစ်မဲ့အချစ်နေရမှာတခြားသစိန်းတယောက်ကိုအစားထိုးပြီးချစ်ခံရတဲ့ခံစားချက်ကြီးကဘယ်သူမှလက်မခံနိုင်ဘူးငါတို့လူကောင်းနေဆိုတားရဲဆိုပိုဆိုးသေးတယ်တားရဲဆိုတာဖေးဖောက်ပြန်သွားရင်လက်ခံလို့ရတယ်ဟုတ်ပြီဖေးဖောက်ပြန်သွားလို့ရှင်ဖေးနေရမှာငါတို့တောင်းပန်ထမ်းဆောင်ပြီးတော့ မေးကိုလောက်အကျဉ်းနေတယ်မေးဖောက်ပြန်လို့ရှိရင်ငါတို့ဖေးနေမှာမထွေးဘူးအစာမထိုးနိုင်ဘူးငါပြချက်တောင်သူတို့လောက်တယ်ဆိုလို့ရှိရင်ငါအနေနဲ့သူတို့ပြချက်တာလုံးမယ်ဆိုပြီးပထမဆုံးအမေးကိုအနိုင်ယူမယ်နီးလန်းနေငါအမားကိုစာစင်းစားမိတယ်သူတို့ကငါမကြိုက်တာကိုလောက်တယ်ဆိုလို့ရှိရင်ငါကလည်းသူတို့မကြိုက်တာကိုပြန်လုံးမယ်ဆိုပြီးတော့ကျွန်တော်မိမကြိုက်တဲ့ကောင်မလေးတွေစာပြီးတွဲတယ်ကိုယ့်ဝန်ကြီးတောင်ကိုမချနိုင်သူကောင်မလေးတွေထဲလဲစာပြီးတွဲပြတယ်ဒီစားဟုတ်တာရောဒီစားမဟုတ်တာရောတငယ်ချင်းတွေရောဗါရောအမေတို့လည်းပုံစံမျိုးနဲ့စပြီးတော့ခေါ်တယ်အဲသွားတယ်လာတယ်ဒါပေမဲ့အမေတို့ကတိတ်မခံစားရဘူးကွာ ဲ့တော့ငါတို့တားကနီလာမားတယ်ဒီလိုကြီးလောက်နေတာဟာတော့နီလာမားတယ်အမေလည်းမခံစားရဘူးဒါပေမဲ့ငါပဲခံစားရတယ်ဘာလို့လဲဆိုလို့ရှင်ငါကအမေလို့ကြည့်ပြီးပူလောင်နေရတာကွာအမေကငါလုံးနေရလို့ရတဲ့ကိုတိတ်တော့မယူမဆိုင်ဘူးနောက်ဒီလိုမျိုးလုံးရှင်ကိုငါနောက်ထပ်တနီလာနေတယ်ငါအမေကိုနိုင်မယ်နဲ့ထပ်ပြီးစဉ်းစားတယ်အဲ့တော့တသမီးရေဆိုရင်မိဘကချစ်တယ်ဆိုတဲ့အတွေ့အကြုံကစကုန်လာတော့ငါငွေချင်းမောင်းတဲ့နေနဲ့ဆိုင်ကတစည်းနဲ့လဲတယ်ပတ်တယ်သွားတယ်လာတယ်မင်းနဲ့တတိပြန်မလာဘူးတိုးရွှေရှင်မမမီကလုံးဝတော့ငါ့ကိုစိတ်မပူဘူးနော်အေးစစ်စစ်ပဲဘာမှတော့မခံစားရအောင်အဲ့တော့ ငါပြလိုက်တယ်ငါရဲ့စိတ်ထဲမှာငါအမေတို့နိုင်တဲ့နီလန်းနေနဲ့အရွက်တိုက်ပြီးအရက်တွေတောက်လိုက်ရမလားလို့ငါကငါတွေးတယ်ငါစဉ်းစားလိုက်တယ်ဟုတ်ပြီငါကဒီရွယ်ကလေးက16 18နှစ်ရွယ်ကလေးကငါအရက်တောက်လိုက်မယ်ဆိုလို့ရှိရင်ငါရဲ့အသက်20 30ဆိုလို့ရှိရင်မလူကြီးပောင်းရောက်သွားပြီလူကြီးပောင်းရောက်လာတဲ့အချိန်မှာငါအတ္တိတရားရှိလာပြီအဲ့ဒီအချိန်မှာငါအရက်ဆွေးနေတယ်ဆိုလို့ရှိရင်ငါရဲ့အမေလည်းနောင်တရတယ်လို့ငါလည်းနောင်တရရမယ်အဲ့ဒီအချိန်ကျလို့ရှိရင်အသက်30 40လောက်ဆိုလို့ရှိရင်ငါအမေကိုခုနိုင်တဲ့အနေထားတစ်ခုလည်းရောက်ရှင်ရောက်နေမယ်အမေကိုခုနိုင်တဲ့အချိန်ကျလို့ရှိရင် အမေကိုခွန်းလိုက်ပြီမဲ့ငါကိုယ်တိုင်ကပြင်လို့မရတဲ့အမိုင်းတော့ငါရတဲ့သူမျိုးဖြစ်ရှင်မှုကအဲ့တော့ငါဘယ်တော့နေတကယ်ချင်းပေါင်းနေတော့သွားပြီဆိုလို့ချင်းငါတော့မစားဘူးအဲ့လိုနေရတော့လေငါမိဘတွေကတိတ်ဂိမ်းမဆိုင်ဘူးအဲ့တော့ဒီလိုနီလာငါလည်းငါတို့မားတယ်ဆိုတာသိတယ်ဒါကြောင့်မလို့မိဘတွေအနိုင်ယူနေတဲ့ခါမှာမိဘတွေကိုရွေးတိုက်ပြီးတော့တောက်တာဆာတာမျိုးတွေလုံးမပြပါနဲ့ဘာလို့လဲဆိုလို့ရှင်နောက်တစ်ချိန်ကိုယ်ဆိုတာကရွေးရောက်လာတဲ့ခါမှာအသိရှိလာလိမ့်မယ်အသိရှိလာကြလို့ရှင်မိသားစုတွေဘာပဲလုပ်လို့ဩမိသားစုဟာသူ့ကိုယ်တိုင်ရွေးချယ်권ရှိတယ်ဆိုတော့ အတီတရားဝင်လာတဲ့ခါကြလို့ရှင်ကိုကိုယ်တိုင်ဟာနောင်တကြီးနဲ့ဂျန်နေခဲလိမ့်မယ်ကိုကိုယ်တိုင်ဟာအမားကြီးနဲ့ကို့မှာပဲဂျန်နေခဲလိမ့်မယ်ဒါကြောင့်မလို့မိဘတွေကိုရွတ်တိုက်ပြီးတော့ဘယ်တော့မှတောက်တာစားတာမျိုးမလုပ်ကြပါနဲ့လို့ကျွန်တော်နဲ့လူတွေတောင်းဆိုကြပါတယ်ဒီတော့ငါဘယ်လိုပဲလုပ်ပြနေနေငါ့ကိုဖတ်တော့မလို့ငါ့ကိုဘေးဖယ်ထားတယ်ကွာတသမီတယောက်အနေနဲ့ဘေးဖယ်ခံထားတာဘလော့ဒ်တောင်မှာဂျင်းစရာကောင်းတယ်လေဘလော့ဒ်တောင်အဖြစ်ကြံတယ်လေဘလော့ဒ်တောင်အချင်းညက်ခဲ့တယ်လေဆိုတာကိုယ်တိုင်ခံစားခဲ့ဘူးလို့ကိုယ်တိုင်သိခဲ့အဲ့ဒီအချိန်မှာနောက်မိကငါ့ကိုမချစ်တော့ဘူးဆိုလို့ရှိရင်ငါဘယ်လိုပဲနေနေငါအမေအိမ်ကိုပြန်အောက်ချုပ်ပြီးတော့အမေရဲ့ ထွေးဆိုတဲ့သူနဲ့ပေါ့ငါအဆင်ပြေအောင်နေမယ်ဆိုပြီးငါတွေးခဲ့တယ်ဒါပေမဲ့ရင်နေဘယ်လိုမှလက်ခံလို့မရဘူးလေလောကကြီးမှာဘယ်လိုပဲနေနေအမေဘယ်လိုဖြစ်ချင်နေနေငါလုတ်ပြနေပေမဲ့ထွေးကိုဖြေခေါ်ဖို့ဆိုတာကငါတို့သားရီအတွက်လုံးဝခက်ခဲတယ်ဒါကြောင့်မလို့ငါလည်းနေလုံးဝအဆင်မပြေဘူးအဲ့တော့လောကကြီးမှာငါအမေကငါကိုတော့ဘူးမဆိုင်ဘူးငါကိုတော့နားလည်းမပေးဘူးဆိုရင်ငါလောကကြီးမှာအသက်ရှင်ရတာလုံးဝတိတ်ပြမရှိတော့ဘူးဒါကငါလောကကြီးကနေမှထွက်သွားမယ်ငါကငါနဲ့လည်းတော့တူတူရောက်လို့လုံးဝဆက်လက်လည်ကြခဲ့ဒီတော့ငါကမှတတ်တည်ဖို့အတွက်အချိန်မမှန်လာဆိုတာစူးစမ်းခဲ့ဘူးတဲ့ နောက်ဆုံးအချိန်အဆင်းရောက်တဲ့အချိန်မှာငါမပြီးဘဲနဲ့စေယုံစေယုံနဲ့ဆင်လာတဲ့အချိန်ဘာပဲနေနေကွာငါမေခါငါမအေးပဲငါအမေဖြစ်တည်မှုတိုင်းကိုငါလက်ခံပြီးတော့အမေဖြစ်စေချင်တဲ့အတိုင်းငါဖြစ်မယ်ဆိုပြီးငါအိမ်မှန်သွားတဲ့အချိန်မှာအမေဟာတရင်အားလုံးကိုကြားပြီးနေပြီတော်တော်များများကကိုကိုကိုတက်တည်ပြီးတော့လောက်အောင်စိတ်ကကြားနေတာကိုကြီးတိတိနဲ့ပြန်လာတဲ့အချိန်မှာမိနစ်သိတဲ့အပြင်အဲ့လိုမျိုးတရင်တွေကိုငါကြားတယ်ပြီမှာဆိုလို့ရှိရင်အိမ်မှာလာမသိနဲ့ငါတို့မူပတ်လိုက်မယ်ပြောတာမျိုးဝေးရသွားသေးဆိုပြီးအမေကိုယ်တိုင်ငါ့ကိုနင်းချလိုက်တယ်အဲ့ဒီအချိန်မှာငါလုံးဝစိတ်ကကြားသွားတယ် ငါနေကငါကိုချစ်တာတော့ဟုတ်ရဲ့လားငါကိုတံမိုးထားတာတော့ဟုတ်ရဲ့လားငါကိုလိုချင်တာတော့ဟုတ်ရဲ့လားငါငါသူတို့မွေးထားတဲ့သမီးတယောက်နဲ့ငါကမြန်အပြစ်လုပ်မလို့လားဆိုတော့ကိုကိုတိုင်ငယ်စေးတွေမှာစောင့်ဝင်လာတယ်ဒီမိသားစုကငါနဲ့လုံးဝမသက်ဆိုင်တော့ဘူးငါမနေရရင်လည်းမနေတော့ဘူးအဲ့လိုနဲ့ငါကငါပြန်ပြီးကျမရဲ့ကောင်းအောင်နေပြီးတော့ငါကိုအနေနဲ့တဲ့ချိန်ဒီနေ့ကျတော့ပြဿနာပိုဆိုးလာတယ်တကယ်တော့နေငါပြန်လာတယ်ဒီနေ့မိွေးတဲ့သူကဒေါနဲ့မိုးနဲ့ငါ့ကိုစောင့်နေတယ်ဘာဖြစ်တာလဲပေါ့ငါဒီနေ့ငါချင်းပေါင်းတဲ့လက်လျှောက်လဲနေတာဆိုလို့ ကျွန်တော်ပြောရတယ်ကျွန်တော်တက်ကတူအကြောင်းမှာအပေါင်းနဲ့တငယ်ချင်းဆိုတာလည်းအလောက်မရှိဘူးအချိန်နဲ့ပြုံးနေတာမဟုတ်ဘူးဆီယာမတ်ကိုခဏဝင်နေလို့ပါလို့ကျွန်တော်ရှင်းပြတယ်ဒါပေမဲ့အမေကိုယ်တိုင်တောင်းမြင်တာလားဆိုတော့မဟုတ်ဘူးအမေရဲ့လူပါမြင်တာကိုပြောခဲ့တာတဲ့ဘီသစင်းပြောတာနဲ့တာသမီတယောက်ရှင်းပြတာတာသမီတယောက်ရှင်းပြတဲ့စကားထက်ဘီသစင်းပြောတဲ့စကားကိုပိုယုံတော့ကျွန်တော်အနေနဲ့ဒေါသထွက်လာတယ်အဲ့ချိန်မှာကျွန်တော်အမေကိုပြန်ပြောလိုက်တဲ့စကားဒေါသရအရန်ထွက်လာပြီဘယ်တော့နေနေတာသမီတယောက်နဲ့ဘီသစင်းနဲ့ရှင်းလိုက်ပြီဆိုလို့ရှိရင်ဘီသစင်းမှာမြေတာအာတနေတဲ့ မိခင်တယောက်လည်းစကားလေးဟာသာသမီတယောက်လည်းလုံးမခံစားနိုင်တော့ခင်ဗျတက်ကတူတက်ဖူလာလို့မမေကိုမေးလိုက်တယ်ကျွန်တော်အမေကိုစားပြီးဆော်ကားလာတယ်ကျွန်တော်ရဲ့အတွေ့အကြုံအားလုံးကအတွေ့အမှန်တွေစောက်ခွန်လာတယ်ခင်ဗျရှိနေခြင်းကကျွန်တော်ဘဝတော့အရင်ရှုပ်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့နားမလဲတာအတူတူခင်ဗျကကျွန်တော်ရဲ့ခံစားချက်တွေကိုလည်းနားမလဲတယ်လို့ကျွန်တော်ကိုလည်းမချစ်ပေးတဲ့နာအတူတူခင်ဗျရှိနေတာကျွန်တော်တို့တိတ်ခါလဲကြားရတယ်လို့ကျွန်တော်တို့ဘဝချင်းမှာလည်းအရင်လည်းရှုပ်တယ်ဒီအချိန်မှာအမေကလည်းငါတန်းတန်းချင်းနေကြတယ်မင်းကမှအလောက်မိဘကိုအဲခြေဆုံးကြင်နေတဲ့ကောင်ဆိုပြီးကျွန်တော်ရဲ့တက္ကသိုလ်ပြန်လာတဲ့အထုပ်ဘူးတွေအားလုံးကို ီးပြီးတော့ဆွဲပြီးတော့နှုတ်ပလိုက်တယ်။အဲ့တော့မိတက်ရမင်းသွားဆိုပြီးကျွန်တော်အိမ်မှာနင်းချလိုက်တယ်။အဲ့တော့ငါရဲ့စိတ်တွေကပြန်ပြင်ဆင်လိုက်တယ်။လောကမှာပထွေးတယောက်ကိုဖအေးခေါ်နေပြီးတော့မိဘအိမ်မှာကက်နေရမှာထပ်စားလို့ရှင်ကိုစတော့ဘုကိုယက်တိမယ်ငါဟာယောက်ျားတယောက်ရှင်တန်လို့ရှင်လည်းမိဘလေးဆိုတာလောကကြီးတော့ထောက်သွားလို့ရှင်ကိုဘနဲ့ကိုယက်တိရမယ်သူတယောက်ပဲလေကျွတ်တင်ပြင်ဆင်ခွင့်ရတယ်။โอเคရတယ်။ဒါပေမဲ့မင်းကိုစိန်ခေါ်တယ်နော်။အမေနိုင်နေတာအမေမနိုင်လို့ရှင်တားနိုင်အောင်လုပ်မယ်လောကကြီးမှာကြောက်ကြောက်ကတော့ထွက်သွားမှရမယ်ဆိုတဲ့စိတ်မျိုးကျွန်တော်စိန်ခေါ်ခဲ့မိတယ်အဲ့တော့ နောက်တစ်ချိန်အမေမရှိလို့ရှိရင်ဘယ်လိုနေရမလဲဆိုတဲ့လူငယ်တယောက်ကဒီဘွားကြီးမှာအမေရှိနေတာချိုးထုတ်ပဲဆိုပြီးတော့အတွေးမားတွေစဝင်လာပြီးအမေအမေကငါရှင်းထုတ်ဖို့မှာစပြီးတွေးတယ်ဘာလို့လဲဆိုရင်မိဘတွေတန်းနိုင်ဆိုကျွန်တော်ဒီဘီဒီယိုတောင်းဆိုခြင်းလဲငါတို့တွေဟာမိဘပဲကွာငါတို့တွေမိမမင်းတို့လူဖြစ်တာပဲကွာဆိုတဲ့အတွေးတစ်ခုနဲ့ငါတို့ထင်ရမလို့ကြပါနဲ့ဘာလို့လဲဆိုရင်ကလေးဆိုတာမင်းတို့မွေးဖွားပြီးတဲ့ကလေးတယောက်ဟာရှင်းလာလို့ရှိရင်အရွယ်ရောက်လာတဲ့အခါလူကြီးတယောက်ဖြစ်လာမှာအဲ့ဒီချိန်မှာငငယ်ကရခဲ့တဲ့စိတ်တိုင်းဟာကြီးလာလို့အရွယ်တစ်ခုရောက်လာတဲ့အချိန်ထိလူလူကပြောင်းနိုင်မှာမဟုတ် ကျွန်တော်ရဲ့မိဟာအိမ်တော်ကြီးဖောက်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းကိုပုံဝင်ကျင်ကနေကြားခဲ့တာညဝါထင်းနေမြင်ခဲ့တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရင်ထဲမှာတိုင်ရမယ်လို့ကြောင်းခဲ့တယ်တချို့မိသားစုတွေတချို့ဖိအေးတွေတချို့ရဲ့မိအေးတွေချစ်လာပါကြီးဆိုပြီးယူထားတယ်တသမီးတွေရောက်ခံကြမှာနောက်အိမ်တော်ဖောက်ပြန်တာတွေတကယ်နောက်အိမ်တော်ယူလိုက်တာတွေဟာသတ္တမီးရင်တော့ပြုံးပြပြတာပဲရှိမှာဘာတော့ခံစားရလဲဆိုတာကျွန်တော်တို့နမူနာလက်တွေ့အဲ့ဒီအချိန်မှာသတ္တမီးကအဲ့စိတ်တန်ရာကြောင့်ပတ်ဝန်းကျင်မှာကောင်းမွန်နိုင်တဲ့အချိန်အဲ့ဒီစိတ်တန်ရာဟာအရင်နဲ့နဲလာပြီအဲ့စိတ်တန်ရာကြောင့် တန်ရာဖြစ်လာပြီဆိုလို့ရှိရင်လောကကြီးမှာအမှားမှန်ဆိုတော့သူခေါ်ချင်တယ်တော့ကျွန်တော်လည်းမုန်းတာလက်တွေ့ကျွန်တော်မျိုးကိုကျွန်တော်ပြန်တက်ဖို့လောက်တော့တယ်အဲ့ဒီမှာကျွန်တော်အဝေးကနေပြီးကိုကိုအရင်ဆုံးစပြီးစိတ်တက်မှအောင်အရင်ဆုံးပြောင်းလဲတယ်မိဘမရှိရင်လက်ခံနိုင်အောင်စိတ်ကိုအရင်ဆုံးပြင်ဆင်တယ်အဲ့လိုစိတ်ကိုပြင်ဆင်တယ်အရင်ဆုံးမိဘမရှိတော့ဘူးဆိုလက်ခံရတဲ့အချိန်ကကျွန်တော်တို့ကခက်ခဲဆုံးအချိန်မိသားစုကလည်းမသက်ဆိုင်တော့ဘူးဆိုပြီးလက်ခံရတဲ့အချိန်ဟာအရင်ခက်ခဲဆုံးအချိန်အချိန်19နှစ်ပဲရှိသေးတာလေ ဒီဘက်နဲ့လည်းအတူတူမနေခဲ့အောင်အခုလည်းဆက်ကွက်နဲ့ရောက်တော့မိသားစုမရှိတော့ဆိုပြီးစိတ်ကလက်ခံရတာမိသားစုကြီးကမြင်နေရတဲ့အချက်မခံရတာအပေခံထားရတာကြီးကတော့ခံစားရခက်တယ်အဲ့တော့မိသားစုမရှိတော့ဆိုလက်ခံရလက်ခံရတဲ့အချိန်မှာသားတယောက်ဆိုတာအမေတယောက်ကိုချစ်တဲ့အတွက်အမေတယောက်ဟာသူ့ရဲ့ကဘာကြီးဖြစ်တဲ့အတွက်အမေတယောက်ရဲ့အားသာချက်ကိုလည်းသိတယ်လို့အားနည်းချက်ကိုလည်းသိတယ်ငါအမေကိုကိုထိလက်ရောက်နဲ့တတ်လိုက်မယ်ဆိုရင်ငါလူတမျိုးမြောက်တယ်လို့အမေဟာလည်းငါသားတတ်လိုက်လို့ဆိုပြီးငါလည်းငရေကြမယ် ထောင်လဲကြမယ်အမေကလည်းတာတက်လိုက်လို့သိတယ်ဆိုတော့ဖြစ်မယ်ဒီတော့အမေကိုငါကိုယ်တိုင်လက်နဲ့တတ်ဆရာမလို့ပဲနဲ့လောကကြီးကရှင်းထုတ်နိုင်အောင်ငါစူးစမ်းအမေအဲ့မှာအလွေးမတွေစောက်ဝင်လာတာဘာလို့လဲဆိုစိတ်တိုင်ဟာအရင်နဲ့နေပြီဘလို့မှမိဘမိဘဆိုလက်ခံနိုင်တဲ့အနေထားမဟုတ်တော့တဲ့အနေထားတစ်ခုဖြစ်နေတော့ဒီဘက်လည်းငါလည်းလုံးရမယ်ဆိုတဲ့အတွေးကြီးကိုငါလည်းရှိမှာအဲ့အချိန်မှာဘာလို့လာလဲဆိုတော့အရင်ဆုံးမိရအနေချက်တွေကိုငါငါစပြီးစဉ်းစားတယ်အမေကိုရွေးတိုက်လာတယ်ပို့ပြီးတော့စိုးတဲ့အနေထားရေးငါဘလို့လာတဲ့အချိန်နှစ်လောက်လာကြတော့ မေဟာအဲ့ရတယ်မှာလဲလာတယ်။ငါလည်းလုံးဝအိမ်မပြောင်းငါလုံးဝစိတ်သက်မှာလား။အိမ်ရောက်လို့ကွာမိအိမ်ကိုသွားရတယ်ဆိုရင်တော့မှအမိအိမ်ကရေမတောက်ထမင်းမစားအမိအိမ်ကအမေလို့လည်းမခေါ်တော့ဘူးအဖေကိုလည်းမခေါ်တော့ဘူးညီကောင်မမဆိုရလဲအတိမမပြောတော့တယ်လို့ငါဟာသူတို့နဲ့လုံးဝမသက်ဆန်တော့တဲ့စိမ့်ပြောက်လို့မှလိုက်တယ်။မဖြစ်လို့အိမ်မှာသွားရတယ်မဖြစ်လို့အိမ်ကိုဝင်ရတယ်ဆိုရင်တော့မှအိမ်ထဲမှာမထိုင်တော့ဘဲနဲ့ကိုလို့ဆက်ရှာကိုပြပြန်လာခဲ့တယ်။အဲ့လိုမျိုးပြပြတာတာလောက်လိုက်တဲ့အချိန်မှာအမေဖြစ်တဲ့တော့ကြတော့ခါလာလာရတယ်။ဒီတစ်ခါငါသားတကယ်ကိုပြောင်းလဲသွားတာ ဒီကမှာသားတကယ်ကိုပြောင်းလဲသွားတာဆိုပြီးအမေအဲ့ဒါမဟုတ်ဘူးအဲ့ရှင်မှာငါဘွားမှာအကြာချင်းဆုံးစကားငါတို့ရှင်တော့ကအမေမရှိရင်ဘလို့နေရမလဲဆိုတဲ့စိတ်ကြီးကအဘွားမှာအကြာချင်းဆုံးအတွေးမှလည်းဝင်လာတာနော်မကောင်းတဲ့အရာတွေစီးလာတဲ့အခါမကောင်းတဲ့အတွေးတွေဝင်လာတဲ့အခါအမေတည်သွားပြီဆိုတဲ့အတန်းကအများကြီးကြားချင်းနေခဲ့တာအဲ့ဆိုရင်ငါဒီဘွားမှာငါနိုင်သွားပြီအမေဆုံးသွားပြီဆိုလို့ရှိရင်ငါ့ကိုစိတ်တိုင်းရပေးခဲ့တဲ့သူတွေအားလုံးကိုငါပြန်ပြီးတော့လာစားရှိမယ်ဆိုတဲ့အတွေးမှကြီးစားဝင်လာအဲ့ရှင်မှာအမေဖြစ်တဲ့သူကအဲ့ရကမုန်းလဲသွားပြီအဲ့တော့နောက်ဆုံးနေအခြေအနေတစ်ခုနေနဲ့ မကငါ့စီကိုဖုန်းဆက်လာတယ်။မောင်လေးအမေကတော့နောက်ဆုံးရှင်နေရောက်နေပြီမင်းပြန်လာခဲ့။မပြန်မလာဘူး။ဘာလို့တော့အဲ့လောက်ထိမိဘပေါ်မှာစိတ်နာနေရလဲ။မင်းခံစားခဲ့ဘူးလား။တားတယောက်ကသမီးတယောက်မဟုတ်ဘူး။ကိုရှောက်ဖို့ရင်းနေတဲ့အချိန်မှာတားတယောက်ရဲ့ခွင့်အားနဲ့ဒဇင်းတယောက်ရဲ့ခွင့်အားကိုရှင်လိုက်တာမျိုးတားတယောက်ရမယ်အချက်ကိုဒဇင်းတယောက်ကိုပေးနေတာမျိုးတားတယောက်ကိုပေးပြီးဒဇင်းတယောက်ကိုချက်ပြနေတာမျိုးပဲတားတယောက်ကမခံစားနိုင်ဘူးကွာ။မင်းလုံးခေါ်ရချင်နေပါစေ။ပထွေးကိုတော့ဖေးခေါ်ပြီးတော့အိမ်မှာကက်မနေနိုင်ဘူး။အဲ့တော့ငါမောင်ဘယ်လိုလုပ်ပေးမလဲ။ အမေအိမ်ကိုပြန်လာမှလဲအမေကိုဘယ်လိုလုပ်စေချင်တာလဲနောက်ဆုံးအနေနဲ့ပြောပါမင်းဟာစိတ်မာလို့အမေမခေါ်ရပဲမငါဘာပဲဖြစ်နေဖြစ်နေငါတို့ရအမေကိုချစ်တယ်အမေလို့မခေါ်ရပဲမခေါ်ရပဲမနေနိုင်ဘူးဘာမှအမေမရှိလို့မရဘူးအဲ့တော့မင်းတော့မဟုတ်ဘူးငါအတွက်ငါတို့ကျန်တဲ့ညီကိုမောင်နှမအတွက်ကိုမင်းကြောင့်အမေခံစားနေရတာငါတို့ညီကိုမောင်နှမတွေအတွက်ငါတောင်းဆိုတာအမေဘယ်လိုလုပ်ပေးမှမင်းဟာအမေအသက်ချင်အောင်လုပ်ပေးမှလဲအဲ့တော့ အဲ့ဒီမှာကျွန်တော်ကလည်းအတွင်းမနေဘူးမြေစိတ်တက်အရမ်းမနေတဲ့အချိန်အဲ့လိုလုံးလိုက်လို့အမေဒီသွားပြီဆိုငါကအမေကိုနိုင်ငံနီလန်းလို့ချင်နေခဲ့တာဟုတ်အဲ့တော့ညီမေငါ့ကိုဒူးထောက်တောင်းပန်ရင်ငါကျေနပ်မယ်အဲ့ဆိုကျွန်တော်လုံးဝမြင်မကြောက်အဲ့တော့ပြန်လာခဲ့အမေဒူးထောက်တောင်းပန်မယ်ပေါ့အဲ့တော့ငါအင်းကိုဆန်ကစီပြန်သွားငါမေဒူးထောက်တောင်းပန်လို့ရှိရင်ငါဟာနိုင်ပြီငါဟာနိုင်ပြီဆိုတဲ့စိတ်ကြီးအတွေ့ဝင်သွားတာပေါ့အဲ့တော့ငါအင်းကိုသွားရရှိမှာအမေဖြစ်တဲ့သူကနေရာနဲ့ထားပြီးငါ့ကိုဖန်ဟန်အဲ့လိုမျိုးငါဒါလေးမိဘဖြစ်တယ် အမေကိုပြောအမေကုန်လုပ်ပေးမယ်ငါသားဖြစ်ချင်တဲ့ဆန္ဒအတိုင်းပြောအမေမားခဲ့တဲ့အားလုံးကိုလည်းငါသားကိုအမေတောင်းပန်မယ်လို့အမေပြောတဲ့အချိန်မှာကျွန်တော်မိစ္ဆာကတော့ခုမှမဟာခဲ့ဒါပေမဲ့အဲ့ဒီအချိန်ကကျွန်တော်ဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဟာငယ်ကလေးအချစ်မခံခဲ့ရလို့အချစ်ခံကျင်တာသူများနဲ့ရှင်ရင်ငါဥစားပေးကျင်တာငါရဲ့ပြောတဲ့စကားတွေကိုတံမိုးထားစေကျင်တာငါ့ကိုအလင်းနဲ့ထားစေကျင်တာဘာပဲနေနေငါဖြစ်ချင်တဲ့ဆန္ဒတွေကိုအကောင်းဆုံးရှေ့ရနေပြီးတော့စဉ်းစားဆုံးဖြတ်ပြီးတော့ငါ့အတွက်ထည့်သွင်းစေကျင်တာအခုကဘယ်လိုလဲလုံရဲ့မှန်တယ်များကငါတော့မှထည့်မသွင်းတော့ကျတော့ငါစိတ်တိုင်းအောင်ဖြစ်လာတယ်အဲ့တော့ ငါသားဖြစ်ချင်တာလေငါ့အမေကိုပြောငါမပြောငါသားစိတ်ကိုတင်းမထားနဲ့ငါသားစိတ်ကိုတင်းမထားနဲ့အောင်ပြောငါသားရအောင်ပြောဆိုမှမဆုံးခဲ့ကြအမေဖြစ်တဲ့သူကအဖေဖြစ်တဲ့သူတွေကညီမောင်နှမတွေအားလုံးဝိုင်းမေးကြကြမှာကျွန်တော်စိတ်ကိုလုံးဝတုံ့ချာကျွန်တော်တို့အိမ်ပြန်လာစီရှင်နေဆိုရင်အမေရဲ့ဖောက်ပြန်ပါတယ်ဆိုတဲ့သူတယောက်ကိုအိမ်ဝါနဲ့ညင်ချပေးအဲ့ဒါဆိုလို့ရှင်တော့ဒါပြန်လာခဲ့မယ်ဟုတ်ပြီအဲ့လိုပြီးလို့ရှင်ငါသားအဆင်ပြေတယ်မဟုတ်လားငါသားဖြစ်ချင်တာကိုပြောနောက်တစ်ခုကြလို့ရှင် အော်အင်းအဝေးမှာမထားပါနဲ့တကယ်တော့အဲ့လိုမျိုးပြဿနာကြီးမှဖြစ်ခဲ့တယ်ဆိုတာအမေဖောက်ပြန်တာတကြောင်အမေကငါရဲ့အစာတခြားတယောက်ကိုချစ်တာတကြောင်အမေချစ်တာကခံကျင်တာတကြောင်ကြောင့်မို့ငါရဲ့အတွေ့အကြုံမှာခဲ့တာဒါဟာမိဘကိုနိုင်နေနီးလားမဟုတ်ဘူးအဲ့လိုမျိုးကြုံခဲ့ရပြီဆိုလို့ရှိရင်ဒါဟာအဲ့လိုမျိုးမလုပ်ကြပါနဲ့မိဘကိုစိတ်ဆင်းရအောင်လုပ်တာမျိုးမိဘကိုပြောတဲ့အမျိုးမလုပ်ဘဲနဲ့မိဘရဲ့ဝေးရကိုသွားချပါမိဘကိုအဲ့လိုလုပ်ခဲ့တဲ့အစ်တန်ကြောင့်ကျွန်တော်ဘာပဲလုပ်လို့လုပ်နေဘဲရမချုံချုံဝင်းနေမအောင်နေခဲ့ဘူးအရင်ကကကကကကြုံခဲ့တယ်ဘဝမှာမထင်မထားတဲ့အဆိုးအဝါးဆုံးတွေလည်းကြုံခဲ့ရတယ် မိဘဟာမိဘပဲဆိုတာလက်မခံနိုင်မှုဆိုတာမှအပြစ်မယူမိပါစေနဲ့ဒါကျွန်တော်ကသင်ခန်းစာဟောလဲဆိုရင်မိဘကိုစော်ကားမိတဲ့ပြစ်ဒဏ်ကလုံးဝကိုဘာလို့လို့ကိုအဆင်မပြေတဲ့အနေအထားတစ်ခုဖြစ်သွားတတ်တယ်အဲ့တော့မနေ့ကြလို့ရှိရင်ကျွန်တော်တနင်္လာနေ့ပြီးသွားလို့ရှိရင်ကျွန်တော်အိမ်ကိုပြန်လာခဲ့မယ်ကျွန်တော်အိမ်လာတဲ့အချိန်မှာအဲ့လူကအိမ်မှာမရှိနေရင်ရပြီလို့ကျွန်တော်မင်းနေနေတယ်အဲ့အမေကโอเคငါသားပြန်လာရတယ်ဆိုအဲ့လူကအိမ်မှာမထားတော့ဘူးဆိုပြီးကျွန်တော်ညနေနိုင်ကြတယ်တနင်္လာကျတော့ကျွန်တော်အိမ်ကိုပြန်လာတယ်ပြန်လာတဲ့အချိန်မှာကျွန်တော်အိမ်ရောက်တဲ့အချိန်မှာကျွန်တော်ပြောထားတဲ့အမေနဲ့ဖောက်ပြန်နေဆိုတဲ့သူက င်းမောင်းနေမစင်သွားသေးဘူးအဲ့တော့ငါရဲ့အရင်ကမှခံစားရတယ်လာပြန်ပြီကနောက်တစ်ချိန်ငါပြောတဲ့စကားကိုဖတ်မလို့ဘူးငါဟာဒီလူတယောက်ကိုပဲအင်းမောင်းနေနေရှာခိုင်းတာအဲ့လူတယောက်မရှိတော့ဘူးဆိုလို့ချင်းငါမိသားစုတွေဘာပဲလုပ်ပေးရလုပ်ပေးရမှာလုပ်ပေးမဲ့သူတယောက်လေဒါပေမဲ့ငါရဲ့စကားကိုငါဖြစ်ချင်တဲ့တောင်းဆိုမှုတစ်ခုကဒီတစ်ခုပဲရှိတာဒါမှလုံးမပြောဘူးဆိုလို့ချင်းငါ့ကိုဒါမလေးစားတာပဲငါ့ကိုဖတ်မလို့တာပဲအဲ့မှာကျွန်တော်တို့အိမ်ရောက်တဲ့ချိန်မှာကျွန်တော်နဲ့အမေတို့ကငါထပ်ပြီးညှိသွားပြန်တယ်ဘာလို့ဒီလူတယောက်ကိုမြင်ရှာရဖို့အတွက်ဒီလူတယောက်ကိုအိမ်မှာမထားရဖို့အတွက် ခင်ဗျားတို့အလောက်အမှန်တော့ခက်ခဲနေတာလားဘာတို့ကြောင့်အလောက်ခက်ခဲနေတာလဲမပြောရလို့ရှင်ခင်ဗျားတို့တကယ်ပဲကိုယ်ဖောက်ပြန်နေတာလားလို့မေးလိုက်တယ်အဲကြောင့်အမေနဲ့ကျွန်တော်ကညီလိုက်ထားပေမဲ့အဲ့ဒီပြဿနာအဲ့ဒီလူကြောင့်ပဲကျွန်တော်ကလည်းအဲ့ဒီနဲ့ပတ်သက်လို့ရှင်ကျွန်တော်ကျွန်တော်အဘယ်ခံရထင်လို့အဲ့လိုနဲ့ပတ်သက်လို့ရှင်ကျွန်တော်စကားကမအောင်ရဘူးထင်လို့ကျွန်တော်ကလည်းထပ်ပြီးထောက်သားထားတယ်အမေကလည်းအဲ့ချိန်မှာမိပြစ်စင်တာတွေအလုံးလုံးပြနေတဲ့အတန်းနဲ့အရန်ကိုအယောင်ကြက်လွန်းနေအဲ့ဒီတော့ မိဘကမှအလားတူကိုတည်းရဆော်ကားမယ်ဆိုလို့ရှိရင်ငါလည်းမင်းကိုတချင်မင်းဖြစ်ချင်တာလုပ်ပေးခဲ့ပြီဆိုတော့ဒီချိန်မှာနင်မထုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ငါ့ကိုအမှနိုင်မယ်ဆိုလို့ရှိရင်တော့အိမ်ပေါ်ကဆင်းသွားဆိုပြီးကိုဗစ်ကလာချိန်မှာကျွန်တော်အိမ်ပေါ်နဲ့ဆင်းထားလိုက်တယ်အဲ့မှာကျွန်တော်အိမ်ပေါ်ကနေဆင်းသွားအဲ့ဒီအိမ်ပေါ်ဆင်းသွားတဲ့အချိန်မှာငါလေးလိုက်တယ်မိသားစုစီငါနဲ့လုံးဝမသက်ဆိုင်တော့ဘူးမိသားစုနဲ့ငါနဲ့လုံးဝမသက်ဆိုင်တော့ဘူးဒီတော့မိသားစုကိုငါအဝေးကနေပဲချက်ရတော့မယ်အဝေးကနေခင်ဆိုင်ရတော့မယ်တော့တန်းအောင်ဆိုတော့မိသားစုကိုပြန်လာလို့မရတော့ဘူးမိသားစုပြန်လာတော့မယ်ဆိုရင်တော့ငါဟာလေပြန်လာလို့ရမယ်ဧည့်သည်တယောက်ဖြစ်သွားပြီ လက်ခံသွားပြီငါမိသားစုကိုအဝေးကနေယူဆတဲ့အချိန်မှာတနေ့ကြာလို့ရှိရင်သူတို့တွေဟာငါ့ကိုလိုအပ်လာမယ့်အခြေအနေတခုရောက်လာမယ်အဲ့ဒီရလို့ရှိရင်ငါဟာသူတို့ကိုပြန်ထောက်ပံ့ရမလားမထောက်ပံ့ရဘူးလားငါ့ကိုကပြန်မေးတယ်ဒီတော့သူတို့လိုအပ်တဲ့အချိန်မှာငါသူတို့အနိုင်ယူရမယ့်နေရာတစ်ခုတော့ရှာကိုတွေ့မှာအဲ့အချိန်မှာငါပြည့်စုံလို့မရဘူးငါငိုကိုစုထားရမယ်ဆိုတဲ့စိတ်ကူးဝင်လာတယ်ဘာလို့လဲဆိုရင်ငါအချိန်မခံရတာဟာဒီအမေလူပြောင်းနဲ့အမေနဲ့ဖောက်ပြန်နေဆိုတဲ့သူပြောင်းနဲ့ရှင်လို့ရှင်အောင်အချိန်မခံဘူးဆိုတာကငါအဲ့အချိန်မှာအဲ့လူက ဘုံကိုချနိုင်ပြီးတော့အိမ်ကိုထောက်ပံ့နိုင်ပြီမှာငါဟာမထောက်ပံ့နိုင်လို့ဆိုတဲ့စိတ်ကြီးကငါရဲ့စိတ်ထဲမှာဝင်လာခဲ့တယ်။အဲ့တော့ငါဟာငူချနိုင်ရမယ်ဆိုတဲ့စိတ်ကြီးအတွေ့တစ်ခုကဝင်လာလို့ငွေဆိုရင်မြေရရနေတော့ကိုယ်လုံးချတတ်တဲ့အချင်းဖြစ်လာတော့လားအချက်ခံမှုအလောက်တော့ခက်ခဲခဲ့ဘူးတဲ့အဲ့ဒီမှာငါစဉ်းစားလိုက်တယ်ငါဘယ်လိုလုပ်ရင်ကောင်းမလဲငါကငါစဉ်းစားတယ်အဲ့မှာငါရတဲ့လုပ်တွေငါလုပ်တယ်လုပ်တယ်လုပ်တယ်အဲ့ဒီအချိန်ငွေအလုံးကိုစုထားတယ်ဒါနဲ့ကျတော့အရင်ကနေဆက်သွယ်မရတော့မင်းဖြစ်တဲ့သူကချုံးပွဲချပြီးငိုတယ်အရင်လိုမျိုးငါဟာစိတ်ဆိုးသွားတာမျိုးမဟုတ်ဘဲနဲ့ စိတ်နာပြီးတော့အိမ်ပေါ်ကနေတကယ်ကိုပြတ်သားဆင်းသွားတာဆိုတာမေးသိလာတယ်ဘလိုပဲနေနေအဲ့ဒါအမေစီကိုပြန်လာခဲ့အင်းကျွန်တော်ပြန်လာတော့ဒီမှာကျွန်တော်အဆင်ပြေအောင်နေတတ်နေပြီလေကျွန်တော်မေတို့ကိုချစ်တယ်ဒါပေမဲ့အိမ်မှာမြင်တွေ့နေရတဲ့ငရေကြီးကိုကျွန်တော်လက်မခံစားနိုင်တာဒါဟာမိဘဟာမိဘပဲကွာလက်ခံလို့ရတာပဲဆိုတာကျွန်တော်တို့ကတော့တာကလည်းမဟုတ်တယ်လို့ဖရားလည်းမဟုတ်ဘူးလေမလွယ်ကူဘူးမိခင်တယောက်ဟာတစင်းတယောက်ကိုချစ်ပြနေတဲ့ခံစားချက်ကြီးကိုယ်ပေပြီးတစင်းတယောက်ချစ်ပြနေတဲ့ခံစားချက်ကြီးဟာ ခံစားဖို့လည်းသူပဲတိခဲ့တာအဲ့ဒါကျွန်တော်ပြန်မလာတော့ဒါပေမဲ့အမေဖေးတဲ့သူကပြန်လာခဲ့အမေထမင်းလည်းမစားနိုင်ဟင်းလည်းမစားနိုင်ဘူးကျွန်တော်လည်းဆက်သွယ်ပြတ်သွားတဲ့အချိန်မှာကျွန်တော်တိမ်လုံးကမကူကူခံနိုင်ရပြီကျွန်တော်ကရောင်စားခံနိုင်ရပြီကျွန်တော်ဟာတေးပြီကိုဗစ်ကြောင့်တေးပြီလို့ထင်နေတာသူတို့ကလည်းသူတို့လည်းတော့လာရနေကြတဲ့အချိန်ကျွန်တော်ပြန်ဆက်သွယ်ရတော့တိမ်လုံးချုံမွှေးရှောင်းမှုလားမဟုတ်ဘူးပြန်လာခဲ့အမေဟာမင်းကျမရဲ့ကောင်းလားမကောင်းလားလေးအချိန်မျက်မြင်ချင်လားမင်းလည်းတကယ်ကိုမားတယ် အမေလည်းအားလုံးပြင်ဆင်နေပြီကွာမိစုပြန်လာခဲ့သူတို့မပြောင်းဒါပေမဲ့အငယ်ရအနာထင်တဲ့အချိန်လုံးဝလုံးလို့မရတော့ဘူးဆိုတဲ့အချိန်မှာတော့မိစုပြန်လာခဲ့အမေကိုပြန်သွားတော့အချိန်မှာငါရဲ့စိတ်ကငါတွေးဝင်လာတယ်အိတ်စီပွားရေးရလုံးဝချုံချုံရနေပြီငါဟာလည်းကုရှော့ပုံကိုရည်တည်နိုင်စားပြုတ်လာပြီဒီတော့မိသားစုတွေဟာငါ့ကိုလိုလာတဲ့အချိန်မှာငါဘယ်လိုလုပ်ရအောင်မလဲလို့ငါကငါပြန်တွေးတယ် ငါငွေမချနိုင်ခဲ့အချိန်တုန်းကငါပြခွေးတောင်မျိုးငါ့ကိုမောင်းချခဲ့ရှာတယ်။ငါအကြောင်းတက်နေလို့ဘာမှမခုမှမချနိုင်ခဲ့တဲ့အချိန်ငါ့ကိုတမုံမဲတဲ့ကောင်တောင်လို့ကြောင်းမထိုးခဲ့ကြတယ်။ငါ့ကိုချစ်ပေးဖို့ငါ့ကိုကူဆိုင်ပေးဖို့ငါငိုကြီးရှာမခနဲ့တောင်းဆိုခဲ့တဲ့အချိန်နဲ့ငါပြောတဲ့စကားလေးကိုအသေးပဲပြုတ်ပေးဖို့အတွက်ငိုကြီးရှာမနဲ့ပြောနေတဲ့အချိန်မှာငါ့ကိုအောင်မနားလဲစေချင်တယ်။ဒါပေမဲ့လူငါ့ကိုနားမလဲခဲ့ဘူး။အခုငါလည်းပြန်ရောက်လာပြီ။ကဘာကြီးလဲနေတာနော်ငါလည်းပြန်ဟောင်းလာပြီ သူတို့ငါ့ကိုမိခွာမဲ့အချိန်ရောက်တဲ့အချိန်မှာငါဘယ်လိုနိုင်ယူကောင်းမလဲလို့ငါစဉ်းစားတယ်။ငါမသားစုကိုပြန်ပြီးအဆက်အသွယ်ဖြတ်ပြီးတော့ငါရဲ့အိမ်မက်တွေကိုငါရောင်းအောင်လုပ်ပြီးငါဟာကော့ရှော့ဘုတ်ကိုရက်တင်နေဆိုတဲ့အနေနဲ့မိသားစုကိုတတိပြမလား။အရင်တို့တော့လက်ချက်ငါပြက်ချက်ပြက်။ဒါမှမဟုတ်လို့ရှိရင်မိသားစုကိုငါကောင်းမွန်ဆုံးငါလှုပ်ကြွေးရမလား။မိဘကိုနိုင်တဲ့နေရာဘယ်လိုမျိုးဖြစ်မလဲ။အားလုံးငါပြန်စဉ်းစားတယ်။စာအုပ်တော့ကိုငါဖတ်လိုက်ရတယ်။ဘဝမှာလူတချို့ကကိုယ့်ဘောကိုမသိလို့လောက်ခဲ့လို့ရှိရင်အဲ့လူတယောက်ကအမအဲ့လိုတလူမျိုးကိုဟာတိတိနဲ့အဲ့လူတယောက်ကိုပြန်လောက်ခဲ့လို့ရှိရင်ကိုဟာဝေကြွေးယူလာ အဲ့တော့ငါပြန်စဉ်းစားလိုက်တယ်မိသားစုတွေငါ့ပေါ်လုခဲ့တယ်ဆိုတာသူတို့ငါ့ကိုမွေးဖွားခဲ့ပြီးတာတယ်ယေရှုတင်ရမယ်ငါ့ကိုချစ်လဲချစ်ခဲ့တာတွေလည်းချစ်ခဲ့မှရှိမှာပဲဒါအကြောင်းမျိုးကြောင့်ဒီလိုဖြစ်ခဲ့တာပဲသူတို့ငါ့ကိုမတီးလို့လုခဲ့တာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့မိဘတွေဟာငါ့ပေါ်ကိုဒီလိုဥပိ္ပခါပြုခဲ့လို့ငါ့ကိုဒီလိုကြောင်ထိုးခဲ့လို့မိဘတွေငါ့ကိုစွန့်ခွာခဲ့လို့မိဘတွေငါ့ကိုမရွေးချယ်ခဲ့လို့မိဘတွေငါ့ကိုမချစ်ခဲ့လို့ငါ့အလက်ရောက်တဲ့အချိန်မှာငါဝင်ဝင်ခြံနေတဲ့အချိန်မှာမိဘတွေကိုအငက်အပြတ်ထားငါထင်ရတယ်ငါလုပ်ပြီးမိသားစုကိုဒုက္ခချရဲမှာထားခဲ့မယ်ဆိုလို့ရှိရင် မိသားစုကိုငါပြန်လာစားချင်မယ်ဆိုလို့ရှိရင်ငါဟာဝီတွေးယူလာပြီးတော့ငါပြန်စမ်းလိုက်တယ်မိသားစုကိုနိုင်မယ်နီးနာဆိုတာသူတို့ငါကိုမချစ်ရင်ငါသူတို့ကိုပြန်ချစ်ပြရသူတို့ငါကိုတံပိုးမထားခဲ့လို့ရှိရင်ငါတံပိုးထားမယ်ချင်ကြလို့ရှိရင်ငါသူတို့ပြန်တံပိုးထားမယ်သူတို့ငါ့ကိုမွေးမချနိုင်လို့အင်ပေါ်ကနေပြီးတော့ခွေးတကောင်လိုမျိုးအထုပ်ဆွဲပြီးနှင်ချငါ့ပစ္စည်းတွေပါတကောင်တော့မမြင်ချင်လို့စွန့်ပစ်ခဲ့တဲ့အနေထားတစ်ခုကို ဒါကြိမ်မယ်ငါလည်းကြလို့ရှင်မိသားစုကိုပြန်လို့ကြွေးမယ်ဆိုလို့ရှင်ဒါဟာငါတရားဓမ္မနဲ့နိုင်ငံနိုင်ငံနီလာဆိုတာငါစမ်းသပ်မိတယ်အဲ့တော့အဲ့ဒီလောက်ငါတုံးကြည့်မယ်ဆိုရင်တုံးလိုက်တဲ့ရှင်မှာနေ့စဉ်တွေငါမိသားစုကိုငါလောက်ကိုင်ကြွေးမှုနေတော့မယ်ငါ့ကိုမလို့ချင်ပါမိုးဆိုတဲ့မိသားစုငါဟာတမုံးမဲပါတယ်ဆိုတဲ့မိသားစုငါပြောတဲ့မြတ်စကားတွေကိုဘာမသွင်းတဲ့မိသားစုကပြောရရင်ကမိသားစုတက်မှာအမုန်းခံရဆုံးဒီသားတယောက်ကပဲနောက်ဆုံးပိတ်မှာအဖေပါဖက်ရှင်တယ်လေโอเคရအောင်လုပ်ပြီးမှာပေါ့အဖေအမေပါဖက်ရှင်တယ်လေရောရအောင်လုပ်ပြီးမှာပေါ့အမေအမေတို့ဆက်ရှာတော့နေတော့အမေတို့ကြမ်းမိုက်ကောင်းနေတယ် ဘာမှအမေဖေခေါ်ဝင်ရတာနဲ့ကျေးဇူးတင်ပါပြီဆိုတဲ့ကျေးဇူးတင်စကားနဲ့တော့ဘုံမှာကျွန်တော်ကောင်းဆုံးနိုင်ရင်ခွဲတယ်ဘဝမှာမိသားစုပြဿနာလေးဆိုတာအများကြီးကြုံတွေ့ကြရတယ်မိသားစုပြဿနာကြုံတွေ့တဲ့ကြားထဲမှာမိဘဖောက်ပြန်နေဆိုတဲ့ကြုံတွေ့မှုပြဿနာဟာလောကမှာခံရအခက်ဆုံးပြဿနာဘလို့မှလက်ခံရအခက်ဆုံးပြဿနာလူပြဿနာလေးကြုံတဲ့အခါဖေဖောက်ပြန်သွားလို့ရှိရင်မလုံးနေနဲ့ခံလက်ခံနိုင်ပေမဲ့အမေဖောက်ပြန်နေဆိုတာအမေနောင်းရင်တော့ပြူတယ်ဆိုတာအမေချစ်တဲ့သားတယောက်နဲ့အရင်ခံရခက်တယ်ဘလို့အဲ့နေနေ မိသားစုပြဿနာကိုကြုံတွေ့လာခဲ့ရပြီမိသားစုရဲ့ဖြစ်အားတွေမိသားစုရဲ့တမုံမထားခံမှုတွေမိသားစုရဲ့အချင်းခံမှုတွေကြုံတွေ့လာခဲ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့မိသားစုကိုမဆွတ်လွတ်နိုင်ဘူးဆိုရင်တော့မိသားစုရဲ့ဝေးရမှာနေပြီမိသားစုကိုဝေးရတယ်လို့ကြွေးပါအဲ့ဒီအချိန်မှာမိသားစုကိုငါလှုပ်ကြွေးရလို့ဆိုတဲ့မမနာမျိုးမထားဖဲနဲ့မိသားစုကိုငါလှုပ်ကြွေးရတာငါရဲ့အချစ်ချင်းမြတ်တာငါရဲ့တမုထမှုသူမချစ်လဲငါချစ်မယ်သူတမုထလဲငါတမုထမယ်သူတို့ကယူမဆိုင်လဲငါယူဆိုင်မယ်ဆိုတဲ့အတွေ့အကြုံတွေ နောက်ဆက်မှတွေးပြီးဟောလည်းပြန်ပြီးတော့ကောင်းကောင်းဝင်ပြန်တို့ပြန်နိုင်အောင်ကြိုးစားပါမိမိသားစုကိုကျွန်တော်ပြောခဲ့တယ်လို့မျိုးရှေ့မှာနိုင်ခဲ့တယ်လို့မျိုးမိဘကိုရွေးတိုက်တာမျိုးမိဘကိုရွေးတိုက်ပြီးတောက်စားပြတာမျိုးမိဘကိုရွေးတိုက်ပြီးပြီးတော့မကြိုက်တာလုံးပြတာမျိုးမိဘကအကြောင်းမလို့စိတ်သက်ကြပြီးစားပြတာမျိုးမိဘကိုရွေးတိုက်ပြီးမိဘကိုကိုထိလိုက်ရောက်ပြန်စော်ကားကိုကြိုးစားခဲ့တာမျိုးမိဘကိုရွေးတိုက်ပြီးတော့ဒီကနေ့ဝေးရထားတာမျိုးလောက်တာလေဟာမိသားစုတွေလည်းနောင်တရားဆရာဖြစ်တယ်လို့ကိုယ်တွေလည်းနောင်တရားဆရာဖြစ်တယ်ပြီးတော့မိသားစုကိုစိတ်ကြရာရှိနေပြီဆိုလို့ရှိရင်ကိုယ်နဲ့ဝေးရနေတော့ပါလောကကြီးမှာ လောက်စိတ်ကကြုံလာခရပြီဆိုရင်ငါတို့လက်ခံရခက်တယ်။ဒါပေမဲ့ငါတို့တွေအနီးကမှနေပြီးပထွေးကိုအဖေခေါ်မှာမိထွေးကိုအမေခေါ်နေရမယ့်အစားအဝေးကနေကိုယ့်ရဲ့မိသားစုကိုချစ်ပါ။ချစ်ပြီးအော်ဒါငါမှဖြေရှိသေးတယ်။ငါမှအမေရှိသေးတယ်ဆိုတဲ့အတူလေးတစ်ခုနဲ့ညီဝေးကနေချစ်။ချစ်ပြီးတော့မိသားစုကိုစိတ်ကုစရာကြုံလာပြီဆိုရင်ကိုယ့်ကိုပြန်ပြီးတတိပေးရမယ်။ကျွန်တော်ကျွန်တော်ကိုကျွန်တော်တစ်ခါလေးစိတ်တည်းအရန်ကြပြီးစိတ်မှန်တဲ့အခါအဲ့လိုမျိုးအတိတ်တွေကိုပြန်ပြီးတတိရလာတဲ့အခါမိသားစုကငါတော့မပတ်သက်ချင်တော့ဘူးဆိုတဲ့အတွေးတွေအားစိတ်ကငါဝင်လာတဲ့အခါ ်ငါ့ကိုငါပြန်ဆုံးပါတယ်ဘဝမှာငါလူလာမျက်မှောက်မွေးပွားပေးခဲ့တဲ့အတွက်မိကိုယေရှုတည်ရမယ်ခမင်းနမမငယ်ဦးဆိုရင်တော့မှငါ့အဖေခေါ်ဦးရောအဖေနေနဲ့ချစ်ပေးခဲ့တဲ့အဖေကိုငါတို့ယေရှုတည်ရမယ်အရှုပ်ရဆိုလို့ချင်းရွေးမြောက်တဲ့ဘက်နဲ့ဆွပစ်ခံခဲ့ရတာအရှုပ်ရဆိုလို့ချင်းရွေးမြောက်ပဲနဲ့ဖြတ်ချခံခဲ့ရတယ်စာလို့ရှိရင်ငါ့အသက်ဘေးမွေးခဲ့တယ်ငါ့အသက်ဘေးရှိခဲ့တယ်ဘယ်ရှင်မပဲနေနေအဖေအား အဖေခေါ်တဲ့အဖေဆိုအဖေလို့ခေါ်တာထူးသေးတယ်အမေဆိုတာအမေခေါ်တာထူးသေးတယ်ဒီတော့ဒါလည်းလည်းငါတို့ဒီကျေးဇူးရှိနေပြီချို့ဘွားတွေမှာဆိုရင်မေခေါ်ကြမင်းဖေခေါ်ကြမရှိတော့ဘူးဒီတော့အမေခေါ်ဆရာရှိရတဲ့ကျေးဇူးတရားမယ်အဖေခေါ်ဆရာရှိရတဲ့ကျေးဇူးတရားဒီတော့သူရှိတယ်ဆိုတော့ခံစားချက်တွေတခုနဲ့ကျေးဇူးတရားမယ်ဒီကျေးဇူးတရားတွေဝေဖပ်ပြီးခင်ရတဲ့ကျေးဇူးတရားမယ်ခုလုံးမပြီးခဲ့ရတဲ့ကျေးဇူးတရားဘုရားကငယ်ကလေးအမေအဲ့ဒီနိုင်ငံအချိန်မှာမိဘရှိနေတယ်ဆိုတော့ခံစားချက်တွေဖြစ်အောင်လုပ်ပြီးခင်ရတဲ့ကျေးဇူးတရားမယ် လုပ်တာတွေဟာမှားတယ်ဆိုတဲ့အတွေ့အကြုံကစောက်ဝင်လာတယ်အကြောင်းလို့ဒါဥပဒနာတွေကြုံလာတဲ့အခါမှာကျွန်တော်လိုမျိုးပဲဖြစ်တွေ့ပါလက်ခံအခက်ပြင်မယ်အဝေးကနေရှင်းပြီးလက်ခံအောင်လုပ်စားအနည်းကမှငရေလိုခံရတာဆိုလို့ရှိရင်အဝေးကနေဆိုလို့ရှိရင်ဘူလက်ခံတက်လာတယ်။အများနဲ့ကျွန်တော်စမတွေးဖြစ်လာဘူး။ဒါပေမဲ့တနာတွေကြုံလို့အလိုတွေကစိတ်တကြတယ်၊စိတ်ပြပန်းတယ်။မိဘကိုနောက်လာရအောင်လို့လှုပ်လိုက်မယ်ဆိုရင်ကိုယ်တိုင်နဲ့နောက်လာရမယ့်အဖြစ်မျိုး၊ဒါဆိုလည်းနောက်လာရမယ့်အဖြစ်မျိုးဆေးချတာ၊မွေးဆေးပါတော့ဆရာမျိုးမလုပ်ကြပါနဲ့လို့ကျွန်တော်လည်းတောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ဒီလိုမျိုးပြောပြတာလေအချို့လူငယ်တွေဟာမိဘကိုနိုင်ခြင်းနဲ့မိဘရဲ့အချစ်ကိုခံကြတဲ့အခါတလွဲအတွေးတွေတွားလို့ကြတယ်အချို့ဆိုလို့ရှိရင်သသမီးစိုးရင်မိသားစုကပိုရှင်းမဲ့ဆိုတဲ့အတွေးတစ်ခုကြောင့်တောက်ပြီးပျက်စီးကြတဲ့သူတယောက်ရှိတယ်ကျွန်တော်ဘဝအတွေးကြောင့်တစ်ခုပြောပြတာကိုတယောက်နဲ့ကျွန်တော်ဆုံးခဲ့ဘူးတယ်။နေ့အတွေးအမေဟာငယ်လေးတုန်းကကျွန်တော်တို့မျိုးပဲမိသားစုပြဿနာကြီးဖြစ်ခဲ့ဘူးတယ်။ဒါငါတို့ရှေ့တော့မိဘတွေဟာသသမီးတယောက်ကိုချစ်ပဲချစ်တတ်တာသသမီးတယောက်ကိုလိုအပ်ချက်တွေသသမီးတယောက်ရဲ့အနာဂတ်ကိုရေရှည်မှာတွေးပြီးမျှော်လင့်ချက်ကြီးကြီးနဲ့မလုပ်တတ်ဘူးမတွေးခေါ်တိုင်းပေးတတ်ဘူးဆိုတော့ကျွန်တော်ကောင်းမွန်နားလေလက်ခံသွားပဲ။ အဲ့ဒီမှာမိသားစုနဲ့သူနဲ့ပြဿနာတစ်ခုဖြစ်တယ်တဲ့။ဘာဖြစ်လို့လဲလို့မရဘူး။အဲ့ဒီအကူကအသက်16နှစ်18နှစ်နေရမှာမွေးစေကိုစားသုံးလိုက်တယ်တဲ့။စားတော့မွေးစေကမဆွဲလောက်ဘူးထင်ပြီးတော့သူကမွေးစေသုံးရင်သုံးရင်သုံးရင်နဲ့မွေးစေကဆွဲလာတယ်တဲ့။စိတ်ဆဆွဲလာတဲ့အခါမှာသူ့ရဲ့မိသားစုကစားတည်ထားမိလာတယ်။အဲ့တော့သူ့ရဲ့မိကမိုဒီရှာမနကျွန်တော်မိကျွန်တော်ပြောခဲ့တယ်လို့မျိုးပဲ။ငါသားရဲ့မိဘလို့အဲ့လိုမျိုးလိုရတာလဲသူကပြောပြတယ်။ကျွန်တော်ခမရောက်ရွေးတိုက်ပြီးကျွန်တော်လှုပ်တာ။အဲ့တော့ငါသားအဲ့လိုကြောင့်မှာမိပေါ်အမေပေါ်လှုပ်ရှားလို့တလားလို့သူ့မိကမေးတယ်။ ဟုတ်တယ်ကျောက်ကအဲ့လိုမျိုးနာကြီးကြောင်လောက်တာလို့ပြောလိုက်တဲ့အချိန်မှာသူ့ရဲ့မိကစိတ်မကောင်းဖြစ်သွားတယ်။သူသားကလည်းသူ့ရဲ့မိကြောင့်စိတ်လိုက်ရစေသမားဖြစ်နေတယ်လို့တာစေသမားဖြစ်လို့မိကလည်းစိတ်လိုက်ရရပြီနော်ဆုံးမိတဲ့အချိန်မှာသူ့ရဲ့အမေကဆွဲချိုးချပြီးတော့တက်တည်သွားခဲ့တယ်။အဲ့အချိန်မှာတာဖြစ်တဲ့သူကဘဝမှာနောက်တာကြီးမားစီရခဲ့တယ်။ငါစေတုံးခဲ့မိဟာငါမိသားစုကိုရွတ်တိုက်ခဲ့မိတာငါအမေကိုပြန်တတ်တဲ့လက်နက်တစ်ခုဖြစ်သွားခဲ့တယ်ဆိုတာဟာတမိုင်းမတန်တင်နေခဲ့တယ်။အဲ့ဒီအင်ဂျီကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအရန်ဖြစ်ကြံစရာရှိတယ်လို့အရန်ဝမ်းနေစရာရှိတယ်။အဲ့တော့အဲ့ဒီအကူကလည်း ဟုတ်ပြီငါမိရငါကြောင့်တေးရတာမလို့ငါလည်းဒီဥစ္စာနဲ့ပဲတေးအောင်နေမယ်ဆိုပြီးတော့သူကလုံးဝစိတ်မဖြစ်တော့တာတဲ့ဘဝမှာနှစ်ယောက်လုံးတော့ဒါရခဲ့အဖြစ်မျိုးမေကိုယ်တိုင်လည်းဒါစိတ်သမားဖြစ်သွားတဲ့အတွက်သူ့ကိုယ်တိုင်တော့ဒါရခဲ့တယ်လို့ဒါကလည်းသူစိတ်သမားဖြစ်လို့မေကိုယ်တိုင်သူ့ကြောင့်တေးရတယ်ဆိုပြီးနှစ်ယောက်လုံးတော့ဒါရခဲ့တယ်ဒါကြောင့်မလို့တချို့တွေလူငယ်တွေကရှိတဲ့ငါတို့လည်းမတိုက်ပြဿနာကြုံတယ်မိဘမိဘတွေငါတို့ချင်ပြီးတော့စိတ်ပောက်အနေနဲ့လောက်ရရင်ပြီးရဆိုတဲ့အတွေ့အမျိုးတစ်ခုနဲ့မိရဲ့စိတ်ကိုသုံးနေကြတယ်ဒါဟာမိသားစုကိုနိုင်တဲ့နီလာငါတို့စိတ်ထွက်ပေါက်နေတဲ့စိတ်ထွက်ပေါက် တဲ့နီလန်လို့ထင်နေကြတယ်ဒါပေမဲ့ဒါဟာစစ်တပ်ဘက်ကနီလန်မဟုတ်ကြဘူးအခုဆိုအဲ့အကူတယောက်ငမ်းလာရနေတယ်ရှင်ကူရလာတော့ရရတဲ့အချိန်မှာနှစ်အောင်တော့ပြင်ပြင်စင်လို့မရတော့သူ့အမေကိုသူပြန်ခေါ်လို့လည်းမရသလိုသူကလည်းမွေးရစီနေတာနဲ့ယူခဲ့လို့မရတော့ညောင်းတော့နာကြီးနဲ့ကြံနေခဲ့တယ်ဒီဘွားတို့ကနှစ်အောင်တော့ပြင်ပြင်စင်လို့မရတဲ့အမှားကြီးဖြစ်သွားတယ်ဒါကြောင့်မလို့တချို့လူတွေရှိတယ်ကျွန်တော်ရှိမှပြောခဲ့တယ်လို့မျိုးမားတွေလုံးပြပြီးမိသားစုကိုနိုင်တဲ့နီလန်ကိုမျိုးချက်ပါနဲ့မိသားစုစိတ်တိုင်းကကြုံခဲ့လို့တကယ်ကိုနီလန်မမှန်နဲ့နိုင်ယူနေဆိုလို့ရှိရင် မိသားစုတွေနဲ့ဝေးရမှနေပြီမိသားစုကိုအဝေးကနေထောက်ပံ့မှာသူတို့မရှိရင်ကိုဘူချစ်ပေးပါသူတို့ပြီးမဆိုင်ရင်ကိုဘူကယူဆိုင်ပေးပါသူတို့ကိုမကြွေးခဲ့ရင်ကိုကဘူပြီးကြွေးပါဒါဟာသူတို့ကိုသူတို့ပြန်ပြီးသတိရမယ်အော် तू ကငါပဲခဲ့တာတောင်မှငါသူ့လက်ကြတော့ငါ့ကိုပြန်ကြွေးပါပဲဆိုတော့သူရဲ့မသိစိတ်ထဲမှာသူတို့သိနေပြီသားအော်တော်ပြီးရှင်းပြနေစရာမလိုတမိသားစုစိတ်ကကြောင့်ရပြီဆိုတော့ကျွန်တော်တို့နိုင်ယူကြပါမိသားစုကိုတောင်မှတစ်ဖြစ်စေတောင်မှမထားသည်ဖြစ်စေရှင်းတယ်လို့ရှိရင်ကိုကကြောက်ထက်ရက်တိရမယ်သူတွေကလောကကြီးမှာကိုကိုချစ်ဖို့အတွက် စောင့်ရတဲ့တယောက်ကရှိကိုရှိတယ်အဝေးမှနေပြီးမိသားစုကိုအိုးရထောက်ပံ့ပြီးတော့မိသားစုကိုချစ်ပြီးတရားတမန်အနေနဲ့နိုင်ယူကြပါကျွန်တော်ရဲ့တွေ့ကြုံတွေကိုမျှဝေပေးပါတယ်အဲကျွန်တော်ရဲ့အတွေ့အကြုံကကျွန်တော်တို့မိသားစုစိတ်တိုင်းရတယ်မိသားစုပြဿနာတွေကြုံရတဲ့သူတွေအတွက်အသုံးဝင်လိမ့်မယ်အဖြေတွေးလိမ့်မယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ပြေးကြရအောင်